အင်္ဂွေမှာအရှုံးရလနဲ့ရင်ဆိုင်လိုက်ရတဲ့သုံးထပ်ကွမ်းမင်းသားချင်းစီတို့လင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ MD Daily Sport Page ကနေပြန်လည်ကြိုးလိုက်ပါရင်ပရီးမီယာလိမှာပုံပုံလင်းနဲ့သုံးထပ်ကွမ်းဒုတိယရထားခဲ့တဲ့စီတို့လင်းတို့ကတော့အင်ကွင်းအမ်ရိတ်မှာပင် PSG အသင်းကိုအရှုံးပေးသွားခဲ့ရပါတယ်။ Champions League Semi-final နဲ့ပထမအကြော်ပွဲအဆင်ဖြင့် England Emirates မှာ Ghana တွေဟာ PSG အသင်းကိုအခက်ခဲစားသွားခဲ့ကြတာဖြစ်ပြီး CEOG Jamie Lee ရဲ့တလုံးသေးသောတွင်ကုန်းနဲ့အတူ Arsenal အရှုံးပေးသွားခဲ့ရတာပါ။ CEOG ဆိုပေမဲ့ PSG မှာတော့ကြံ့ခိုင်မှုတွေကောင်းနေခဲ့တာဖြစ်ပြီး Jamie Lee ဟာ Cabarets Kelly ရဲ့ပေးပို့မှုကနေလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။အဆိုပါတွင်ကုန်းမှာဆိုရင် Arsenal အသင်းကစားသမားတွေဟာ Jamie Lee ကိုလူကတ်ထားတာမျိုးတော့မရှိပဲလှုပ်ပေးထားလို့ဖြစ်နေခဲ့ကြတဲ့အတွက် ဒမ်ဘီလီကလွတ်လွတ်ကျွတ်ကျွတ်နဲ့ကန်သွင်းခွင့်ရသွားခဲ့ကြတာပါပွဲစဉ်စပိုင်းမှာကိုပေးလိုက်ရတဲ့အတွက်အသင်းရဲ့ကစားဟန်ကိုပြန်စည်းသွားစေခဲ့တယ်လို့ဆရာမဖြစ်ပြီးပရာပိုင်းမိနစ်30ဝန်းကျင်တည်း PSG အသင်းရဲ့လွှမ်းမိုးခြင်းတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါရင်ပွဲစပိုင်းမှာပလန်နီခွင့်ပြုပေးရနိုင်တဲ့ပြည်တံပုံမျိုးဂျူလီယန်တင်မဟာကျူးလွန်ခဲ့ပြီးအဆိုပါကျူးလွန်မှုဟာနောက်တစ်ဆင့်အတွက် NLA ဖြစ်သွားစေနိုင်ခဲ့တယ်လို့ပဲဆိုချင်ပါတယ်ဒိုင်လိုဂျီရဲ့မျက်နှာသာပေးမှုတွေကြောင်းသာပနက်တီခွင့်မပြုပေးခဲ့ရတာဖြစ်ပြီးအိမ်ဝင်းမှာနှစ်ဂိုးပြလောက်နဲ့ရှုံးနေမယ်ဆိုရင်ဂန်နာရီအနေနဲ့ဘောလုံးဝဲစီချီတက်မဲ့အိမ်မက်တွေကလည်းပြီးဆုံးသွားသလိုဖြစ်သွားခဲ့ပါပါ ဒုတိယပိုင်းပြန်လည်စတင်အချိန်မှာပဲကန်နာနေဟာမာရီနိုရဲ့ခေါင်းတိုက်သွင်းကိုလည်းခြေပါကိုရခဲ့သေးပေမဲ့လူကျုံနေတယ်ဆိုတဲ့သတ်မှတ်ချက်နဲ့အတူပြန်လည်ပယ်ဖျက်ခံလိုက်ရပါတယ်။ပီအန်ဂျီအသင်းကတော့တော်တော်လေးကောင်းကင်ကျရတယ်လို့ဆိုရမှာဖြစ်ပြီးအထူးသဖြင့်တော့ဂိုဒမဂျိုနာရူမာ၊ဖီတင်ညာ၊ရာအိုနီဗစ်တို့အားကွင်းလည်ဟာတော်တော်လေးကိုကောင်းမွန်ခဲ့ကြရတယ်လို့ဆိုရမှာပါ။နောက်တစ်ယောက်ကတော့တိုင်းစစ်တောင်ပိုင်းကစားသမားကာဘရက်စကီလီယာဖြစ်ပြီးကန်နာရီရဲ့ခံစစ်တစ်ခုလုံးကိုမှွေနောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒီမှာတောင်ကာဘရက်စကီလီယာကိုတော်တော်လေးထိန်းခဲ့ရတယ်လို့ဆိုရမှာဖြစ်ပြီးသူ့ကိုတာစီဝတ်တန်းနီးမျိုးစုံအသုံးပြုသွားခဲ့ရပါတယ်။ပွဲပြီးကန်ရင်ချိန်ဒီမှာလည်းကန်နာရီဟာပီအန်ဂျီအသင်းရဲ့ဂိုးပေါက်ချင်းချောင်းမှုတွေနဲ့အချင်းချင်းရင်ဆိုင်သွား ခဲ့ရပြီးလူစားဝင်စားမတွေဖြစ်ကြတဲ့ဗာဂိုလာရဲ့ကံချက်ဂိုးတိုင်နာလေးကလည်းကပ်ပြီးထွက်သွားခဲ့တယ်လို့ဂွန်ဆယ်လိုရာမိုရဲ့ကံချက်ကလည်းဂိုဘာရန်ကိုထိပြီးဂိုးလုံးမဖြစ်သွားခဲ့လို့သာကန်နာရီအနေနဲ့တတ်တာရသွားခဲ့တာလည်းဖြစ်ပါတယ်။ဘောလုံးအားကစားနေပတ်သက်တဲ့သတင်းကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။